ကလေးလေဒီမှာကားပေါက်လိုက်နေရဆိုတော့လေဘာလာပြောကြတယ်ဘာလာပြောကြတယ်ကလေးတွေကတွေ့ပြီးတော့ဟိုကျဲမှာအတူထဲမှာတော့ဆီယာမာလေးပေါ့နော်အခုဆိုရင်ရုပ်ရှင်ကြည့်ပြီးပြီဆိုတော့ဆီယာမာလေးလို့အားလုံးကဟိုပြောကြရဲဆိုတော့အဲ့အားလေးကိုလည်းသဘောကျပါတယ်ပြီးတော့ဆီယာမာလေးကအပြင်မှာပို့လာရဲဆိုတော့အိမ်ထဲမဝင်တော့ဘူးပေါ့ အတူးသွားရိုက်တဲ့အချိန်မှာတကယ်ရေဘီနဲ့ဒီကြီးတဲ့အချိန်နဲ့ဖြစ်တာပေါ့ဒါပေမဲ့အာကန်ကောင်းစွာနဲ့ပဲပိုးလို့သွားရိုက်တဲ့ဟဲဟူးဘော်ဆိုင်မှာတော့ရေကအများကြီးမတက်ဘူးဒါပေမဲ့ဟိုဖုန်းလိုင်းတွေအကုန်ပြတ်သွားတာပြောရှင်လာရိုက်တော့ရွာကလူတွေအကုန်လုံးကလာကြည့်ကြတာပေါ့လာကြည့်ရဲ့အချိန်မှာပိုးတော့လည်းကိုယ်အခန်းပိုင်သွားရိုက်လိုက်အခန်းမပိုင်ရင်လည်းထိုင်နေလိုက်ဖုန်းမရှိတော့လည်းပြင်းလိုက်အဲ့မှာဟိုဟိုဂဲလုံးလေးတွေနဲ့ဇဲတောက်တိုင်းကစားလိုက်အဲ့လိုမျိုးအာယုံများနေတဲ့အချိန်မှာကိုကင်ကြီးက ထပြီးတော့ဖုန်းကိုကင်ပြီးတော့အားလုံးကြားထဲမှာတွေ့ပါလို့လဲဆိုဟယ်လိုဆိုပြီးတော့တစ်ချက်ပြောလိုက်တာပြောလိုက်တော့ဖုန်းလိုက်မိပြီထင်တာဗောအဲ့ဒါနဲ့ကိုယ်ထဲနဲ့ထိုက်ဖုန်းနေကြွလဲဖုန်းလိုက်မမိဘူးအဲ့သူအပြင်ကိုထွက်သွားအဲ့မှာရုပ်ရှင်ရိုက်တာကိုလာကြည့်နေတရွာလုံးရှိမှလဲသူကဟယ်လိုအေးဟုတ်တယ်ငါတို့ဖုန်းလိုက်မမိတာကြာပြီဒီနေ့မှပြန်ရလို့ဆွဲရှိမှလာကြည့်နေရအကုန်လုံးကဖုန်းနေယူပြီးတော့အကုန်လုံးဖုန်းလိုင်းကိုလိုက်ရှာလိုက်ရှာဒါပေမဲ့ तू ကနှောက်တာတကယ်ကဖုန်းလိုင်းမမိဘူးဆိုတော့ဟိုအားလုံးကပြီးတော့မှဟို กินอยู่นอกเดဆိုပြောဝိုင်းပြီးတော့ပြောကြတာပေါ့เนาะဆိုတော့အဲ့အလေးကတော့ဟိုပြောစရာဟိုဟာလေးတစ်ခုပါဟုတ်အဲအတူရုပ်ရှင်ဇာတ်ကားကြီးရဲ့မှာအတူကဘုန်းကြီးเจ้าမှာဝေယဝိဆာရီကူညီပေးနေကြဘုန်းကြီးเจ้าသားတွေလည်းဖြစ်တယ်အဲပြီးတော့ရုပ်ရှင်သွားရိုက်တုန်းကလည်းပို့ဘုန်းကြီးเจ้าမှာပဲဟိုအချိန်တော်ကြာ ဟိုအချိန်နေကုန်ပြီးရိုက်ခဲ့ရတယ်ပေါ့နော်အဲဆိုတော့ဒီနေ့မှလည်းရုပ်ရှင်လေးပြတာရဲ့အခါမှာဒီဘုံကြီးเจ้าမှာဘုံကြီးเจ้าသားလေးတွေကိုရင်လေးတွေညီမောင်လေးညီမလေးတွေနဲ့အတူတူပေါ့နော်အတူရုပ်ရှင်ဇာတ်ကားကြီးကိုကြည့်ရှုရတာပါအာပြီးတော့ဟိုထမင်းနဲ့အတူတူစားကြတယ်ဆိုတော့ဒီဇာတ်ကားရဲ့မှာအတူကလည်းအဲ့လိုထမင်းလက်ဆောင်စားတာလေးကိုသူကကြိုက်တယ်ဆိုတော့ဒါဇာတ်ကားရဲ့ အဲ treatment တစ်ခုအနေနဲ့ပေါ့နော်ဆိုတော့ဒီနေ့ဝမ်းလဲဝမ်းသာရဲ့ PT လည်းဖြစ်တယ်ပြီးတော့ရုပ်ရှင်ကြည့်ကြပြီးတော့အဲနှစ်သက်ကြရာရီမော်နီကြရာတွေ့ရောလည်းအများကြီးပြောရပါတယ်ဒီပါအစဒီအင်း အဖွဲ့လေးရဲ့ဒီအလှူပေါ့နော်အိုင်ဒီယာလေးပေါ့မှာရောဘယ်လိုမြင်လဲရှင်ပြောပါဦးအဲဟိုအတူရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ရင်အမှတ်တရရတွေမှာအလူလေးတွေလည်းပါတယ်ပေါ့နော်အတူရုပ်ရှင်ကားရိုက်နေတုန်းမှာပိုးတို့ဘော်ဆိုင်မှာရောက်နေတုန်းရေဘေးနဲ့ဂျုံတော့လဲကလောမျိုးသွားပြီးအတူဖွဲ့သားရိုင်းနဲ့တူတူအလူလေးပြုတ်လုခဲ့ကြရတယ်အခုရုပ်ရှင်တင်တဲ့အခါမှာလဲအခုလိုမျိုးအလူလေးကိုထပ်ပြီးပြုတ်လုတယ်ဆိုတော့အာမေတ္တာစေတနာရင်းနဲ့ပြည်နေတဲ့ဇာတ်ကားလေးအဖြစ်ပီတိဖြစ်ရပါတယ်ဟုတ်အတူကစတဲ့တွေကအလူတွေ င်းနဲ့ကိုဖြတ်တန်းရတာเนาะဟုတ်အကြောင်းတိုက်ဆိုင်သွားတဲ့အခါမှာအလူလေးတွေနဲ့လည်းကြုံရတာပေါ့เนาะဆိုတော့ဟိုပီတိဖြစ်ရပါတယ်ဟုတ်အပေါ်မှာတော့ကလေးတွေကတဝဝတားဆိုတော့ဒါအတူတူကြည့်ရတဲ့ခံစားချက်တွေပေါ့သူတို့လည်းသဘောကျတော့အဲ့ဒီလိုအဲအတူးဆက်ကားကသူကအလို ရတာပေါင်းစုံပေးတဲ့ဇာတ်ကားလေးပေါ့နော်ပြီးတော့ရုပ်ရှင်ကြည့်တဲ့အခါမှာစိတ်အပန်းပြေသွားရဲဆိုတဲ့ခံစားချက်လေးကိုလည်းရရတယ်ကြည်ပြီးသွားတဲ့အခါမှာအဲလိုမျိုးကြည်ကြည်နုနုလေးလည်းဖြစ်ရတယ်အရှုကင်းအလားအပတွေရောပျော်ရွှင်စရာလေးတွေပေါ့ကိုမြင်ရတယ်ပေါ့အခုတူတူကြည့်ကြတော့လည်းအကုန်လုံးကရည်စရာဆိုရည်ကြရဲသဘောကျကြရဲဆိုတော့ဒါဟိုပါဝင်ရတဲ့သူတယောက်အနေနဲ့အများကြီးဝမ်းသာရပါတယ်ဒါကလေးလေဒီမှာ ်ကောက်ကောက်လိုက်နေရဆိုတော့လေဘာလာပြောကြတယ်ဘာလာပြောကြတယ်ကလေးရတွေ့ပြီးတော့ဟိုကျမအတူထဲမှာတော့ဆရာမလေးပေါ့နော်အခုဆိုရင်ရုပ်ရှင်ကြည့်ပြီးပြီးဆိုတော့ဆရာမလေးလို့အားလုံးကဟိုပြောကြရဲဆိုတော့အဲ့အားလေးကိုလည်းသဘောကျပါတယ်ပြီးတော့ဆရာမလေးကအပြင်မှာပို့လာရဲဆိုတော့အိမ်ထဲမဝင်တော့ဘူးပေါ့အတူးသွားရိုက်တဲ့အချိန်မှာတကယ်ရေဘီနဲ့ ရည်ကြီးတဲ့အချိန်နဲ့ဖြစ်တာပေါ့ဒါပေမဲ့အာကန်ကောင်းစွာနဲ့ပဲပိုးတို့သွားရိုက်တဲ့ဟဲဖူးဘော်ဆိုင်မှာတော့ရည်ကအများကြီးမတက်ဘူးဒါပေမဲ့ဟိုဖုန်းလိုင်းတွေအကုန်ပြတ်သွားတာပြောရှင်လာရိုက်တော့ရွာကလူတွေအကုန်လုံးကလာကြည့်ကြတာပေါ့လာကြည့်တဲ့အချိန်မှာပိုးတို့ကလည်းကိုယ်အခန်းပိုင်သွားရိုက်လိုက်အခန်းမပိုင်ရင်လည်းထိုင်နေလိုက်ဖုန်းမရှိတော့လည်းပြင်းလိုက်အဲ့မှာဟိုဟိုဂဲလုံးလေးတွေနဲ့ဇဲတောက်တိုင်းကစားလိုက်အဲ့လိုမျိုးအာယုံများနေတဲ့အချိန်မှာကိုကီညီက ထပြီးတော့ဖုန်းကိုကင်ပြီးတော့အားလုံးကြားထဲမှာတော်ပါလို့လဲဆိုတော့ hello ဆိုပြီးတော့တစ်ချက်ပြောလိုက်တာပြောလိုက်တော့ဖုန်းလိုက်မိပြီထင်တာဗောအဲ့ဒါနဲ့ကိုယ်ကလည်းထိုက်ဖုန်းနေကြောတယ်ဖုန်းလိုက်မမိဘူးအဲ့တော့အပြင်ကိုထွက်သွားအဲ့မှာရုပ်ရှင်ရိုက်တာကိုလာကြည့်နေတယ်တရွာလုံးရှိမှလဲသူက hello အေးဟုတ်တယ်ငါတို့ဖုန်းလိုက်မမိတာကြာပြီဒီနေ့မှပြန်ရလို့ဆိုရရှိမှာ လာကြည့်နေရအကုန်လုံးဖုန်းနေယူပြီးတော့အကုန်လုံးဖုန်းလိုင်းကိုလိုက်ရှာလိုက်ရှာဒါပေမဲ့ तू ကနှောက်တာတကယ်ကဖုန်းလိုင်းမမိဘူးဆိုတော့ဟိုအားလုံးကပြီးတော့မှကိုကင်ကြီးကိုနှောက်တယ်ဆိုပြီးတော့ဝိုင်းပြီးတော့ပြောကြတာပေါ့နော်ဆိုတော့အဲ့လေးကတော့ဟိုပြောစရာဟိုဟာလေးတစ်ခုပါဟုတ်ကိုပါစိတ်မိသွားတာပေါ့အဲဂျင်းထဲခံလိုက်ရပါပေါ့